ရုရှားသမ္မတဗလာဒီမာပူတင်ကိုမျက်နှာချင်းဆိုင်စကားပြောဖို့ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကတောင်းဆိုလိုက်ပါတယ်။ပြီးခဲ့တဲ့သတင်းပတ်ကောင်မှာပူတင်ကစစ်ပွဲရစားရေးကိစ္စကိုရုရှားနဲ့ယူကရိန်းကြားမျက်နှာချင်းဆိုင်စကားပြောတင်တယ်လို့ယူဆကြောင်းအဲ့ဒီဆွေးနွေးပွဲဟာအစောဆုံးအဖြစ်မေလ15ရက်နေ့မှာစတင်နိုင်ဖို့မျှော်လင့်ကြောင်းပြောကြားသွားခဲ့ပါတယ်။အဲ့ဒီတွေးဆမှုကိုဂျာနယ်ကတခုဖြစ်တဲ့တူရကီမှာပြုလုပ်တင်တယ်လို့ပူတင်ကဆိုတာပါ။တိတ်မကြခင်မှာပဲဇယ်လန်စကီးကတကယ်တမ်းနိုင်ငံစကားပြောရမယ်ဆိုရင်ခေါင်းဆောင်ချင်းချင်းစကားပြောတင်တယ်လို့ လူမှုကွန်ရက် S မှာရေးသားထားခဲ့ပါတယ်။တက်ဖြတ်မှုတွေဆက်ပြီးရှင်းကြားနေဖို့အထိပ္ပယ်မရှိကြောင်းမေလ15ရက်နေ့ကျရင်တူရကီမှာပူတင်ကိုစောင့်နေမှာဖြစ်ကြောင်းဇီလန်စကီက S ကနေသဘောထားထုတ်ပြန်ခဲ့တာပါ။ယူကရိန်းနိုင်ငံကိုရောက်ရှိနေတဲ့ဥရောပနိုင်ငံခေါင်းဆောင်တွေဟာရက်30ကြာပြည့်ရဖို့ရုရှားကိုဖိအားပေးတောင်းဆိုခဲ့တဲ့နောက်ပူတင်စီကနေယူကရိန်းနဲ့ဆွေးနွေးချင်ကြောင်းစကားတန်ထွက်ပေါ်လာတာပါ။အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတော့နှစ်နိုင်ငံဆွေးနွေးဖို့ရုရှားရဲ့အဆိုပြုချက်ကိုယူကရိန်းကချက်ချင်းလက်ခံတင်ကြောင်း လူမှုကွန်ရက်ပေါ်ကနေတိုက်တွန်းခဲ့ပြီးအမေရိကန်ဟာစစ်ပွဲရဆိုင်ပုံနီလန်းတစ်ခုခုရှိလာပြီဆိုတာနဲ့အစွမ်းကောအထုတ်ကျိုးပန်းမှာဖြစ်ကြောင်းရေးသားထားခဲ့ပါတယ်။ဇလန်စကီကအဲ့ဒီဆွေးနွေးပွဲမှာစခင်မှာရုရှားဘက်ကအပြစ်ခံရဆဲမှုသဘောတူညီချက်တစ်ခုကိုလိုက်လျော်သဘောတူဖို့သူမျှော်လင့်စေလို့ဆိုပါတယ်ရှင်။